ဘယ်ကနားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edusi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့ကနာဒါတာတစ်ဖြစ်လာတော့မယ်မာတီဆိုဘီမန်ဒီဆိုရာဘယ်လိုကစားသမားမျိုးလဲအားနေချအားသာချက်တွေနဲ့ဘယ်နေရာမှာကစားတာအကောင်းဆုံးဖြစ်မလဲဆိုတဲ့သုံးသပ်ချက်ပဲဖြစ်ပါတယ်အာဆနယ်တေးဟာနေပြအာဒီတာလောက်မှာဆက်လက်ပြီးပြုပြင်တည်ဆောက်မှုတွေပြုလုပ်နေတာအကြောင်းလာမယ့်နေရာလေးဈေးကွက်မတိုင်ခင်ကိုယ်နဲ့ကိုယ်အင်အားဖြစ်တင်းဖို့စ조사နေပါတယ် MS ကိုပြောင်းလာဖို့တရင်တွေဆက်မပြတ်ထွက်ပေါ်နေတဲ့နာမည်တခုကတော့ Martin Zubimendi ဖြစ်ပြီး Real Sociedad မှာကစားနေတဲ့စပိန်ကွင်းနယ်လူဟာအလားအလာများစွာရှိတဲ့ကစားသမားဖြစ်သတ်မှတ်ခံနိုင်ရတာဖြစ်ပါတယ်။ Arsenal တင်းဟာ Martin Zubimendi ရဲ့စာချုပ်ယောကြီး Euro 60ကိုပေးချေဖို့အဆင့်တင်းဖြစ်နေပြီးဖြစ်ပြီးသဘောတူညီမှုကအပြီးသတ်နိုင်ဖို့အလွန်နှိစက်နေပြီလို့တရင်တွေကဖော်ပြနေကြပါတယ်။ ဇိုဘီမန်ဒီယာလာလီဂါမှာတောက်ပလာနေတဲ့ကျဲတပွင့်ဖြစ်ခဲ့သူဖြစ်ပြီးသူရဲ့ဉာဏ်ဉာဏ်သွေးထမြက်မှုဖိအားပေးမှုတွေကိုကြံ့ကြံ့ခံနိုင်မှုပွဲရှိန်ကိုတတ်မှတ်ပေးနိုင်တဲ့အရေးအသွေးတွေကြောင့်ဇာဂီယိုဘုစကန်ရော်ရီရိုနဲ့နိုင်ရှင်ချင်းခံခဲ့ရတာဖြစ်ပါတယ်။ဂျော်ဂျီညိုနဲ့ပါတီတို့လည်းအမေရိကထွက်ဖို့များနေတာကြောင့်အာဇနယ်ကွင်းထဲမှာကစားသမားတစ်တွေလိုအပ်နေပြီးမာတင်ဇိုဘီမန်ဒီကအော်ဒီကွန်နဲ့ဒက်ကလန်ရိုက်တို့ရှိနေတဲ့ကွင်းတွေအတွက် BBA စုံနဲ့ဖိဆွတ်မှုဖြစ်လာမှာဖြစ်ပါတယ်။မာတင်ဇိုဘီမန်ဒီရဲ့အနောက်ခံတပိုင်းကြောင့်လည်းကစားသမားဘောကဖျက်တမ်းမှု ဒရန်ဂိုဟာ99ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့စပိုင်နိုင်ငံဆန်စဗက်စတီယံမှာမွေးဖွားခဲ့တဲ့ဇိုဘီမန်တီကရီယယ်ဆိုစီဒန်နဲ့နက်နက်ရှန်ရှန်ပတ်သက်ဆက်နွယ်နေတဲ့ဘောလုံးတိုင်းဝိုင်းမှာကြီးပင်းလာခဲ့တာဖြစ်ပါတယ်။ရောင်းစတဲ့ခုနှစ်မှာဆိုပီမန်ဒီကရီယယ်ဆိုစီဒါရဲ့လူငယ်အကယ်ဒမီကိုရောက်ရှိခဲ့ပြီးအဆက်မပြတ်ကြိုးစားအားထုတ်မှုကြောင့်အဆင့်ဆင့်ကျော်ပြတ်ပြီးနီးစနေပိုင်းထူးချွန်တဲ့ကွန်းနဲ့ကစားသမားတအုပ်ဖြစ်ဒိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဆိုပေမဲ့ဒီကလာလီကာပွဲဥထွားအသက်20ပြည့်ပြီးတိတ်မကြခင်2019ဧပြီလမှာရရှိခဲ့တာဖြစ်ပြီး2020-2021ရာသီမှာပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ်နေရာတနေရာကိုအခိုင်အမာရရှိခဲ့တာဖြစ်ပါတယ်စပိန်ကွန်းလလူရဲ့ရင်းလင်းမြန်မြန်တိုးတက်လာမှုဟာ Real Sociedad ရဲ့ Copa del Rey အောင်ပွဲနဲ့တိုက်ဆိုင်မှုဖြစ်ခဲ့ပြီးအရီဆူပလာဟာ La Liga အသင်းထွက်အဆယ်စုနဲ့သုံးခုအကြာမှာရရှိခဲ့တဲ့ပထမဆုံးဆူပလာဖြစ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့၄ရာသီအတွင်းဆူပီမန်ဒီဟာ Real Sociedad ကွန်းထဲမှာအဓိကကျတဲ့ကစားသမားဖြစ်ခဲ့ပြီး 2023ခုနှစ်ချန်ပီယံလိဝင်ခွင့်အပါအဝင်စပိန်မလုံးလောကမှာရှင်မြန်နိုင်ရင်စွမ်းရှိတဲ့အသင်းတစ်သင်းဖြစ်လာအောင်ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။လယ်ဝေးစဉ်အသင်းရဲ့အတိအမှတ်ပြုခံရမှုဇူဘီမန်တီရဲ့ခန်းစစ်တီစင်ပြီးပွဲကိုထိန်းချုပ်နိုင်မှုနဲ့ဖီအာရီယောမှာဘောလုံးပိုင်ဆိုင်မှုကိုထိန်းသိမ်းထားနိုင်မှုတို့ကြောင့်2023စပိန်လယ်ဝေးစဉ်အသင်းရဲ့ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်။ ရော်ဒီဂါကိုလည်းခံစစ်နေရအတွက်ပရမဦးစားပေးပွဲအတွက်ကစားသမားအဖြစ်ရှိနေစေဖြစ်ပေမဲ့လေဇိုဘီမန်ဒီရဲ့အရေးပါမှုဟာယူရို2024ပြိုင်ပွဲမှာကြီးထွားလာခဲ့ပါတယ်။ဇိုဘီမန်ဒီဟာအင်္ဂလန်ဝန်ထမ်းရခဲ့တဲ့ယူရိုဘောလုပွဲမှာအရေးကြီးတဲ့အခမ်းအနားကနေပါဝင်ကစားပေးခဲ့ပြီးပရမအပိုင်းအပီရော်ဒီနီယာမှာဝင်ကစားပေးနောက်ကိုလည်းကိုတည်ငြိမ်နေအောင်ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ဇိုဘီမန်ဒီရဲ့နိုင်ငံတကာအဆင့်ကစွမ်းဆောင်ရည်ဟာသူ့ရဲ့ဂုဏ်သတင်းကိုပိုမိုခိုင်မာစေခဲ့ပြီးဥရောပရဲ့အလားအလာရှိဆုံးကွင်းလက်ခံစစ်ကစားသမားတွေကတအူးဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ ကစားဟန်နဲ့အားသာကြံများဇိုဘီမန်တီယာအဓိကအားဖြင့်ကွင်းလက်ခံစစ်ကစားသမားဖြစ်ကစားနေပြီးကွင်းလက်ခံစစ်ကစားကွက်ဖန်တီးရှင်ဖြစ်ကစားတဲ့နေရာမှာအလွန်ကောင်းမွန်ပါတယ်။တမာယိုကြောင့်ကွင်းလက်ခံစစ်ကစားသမားတွေကအားကောင်းတဲ့ရုပ်ပိုင်းဆံရကိုအားကိုးကစားကြပေမဲ့ဇိုဘီမန်တီကတော့ထိကြတဲ့ပေပူမှုနေရာယူကစားနိုင်စွမ်းကနေတဆင့်ပွဲတံမှုကိုတတ်မှတ်နိုင်တဲ့အလွန်ထက်မြက်တဲ့ကစားသမားဖြစ်ပါတယ်။ ရီယဆိုဒီတမကသားနေရဆိုပြီးမှတရက်တာဝန်ကိုကြည်ရင်ခွဲလမ်းမတိုင်းဖြစ်ခံသစ်ကိုကာကွယ်ပေးပြီးတိုက်စစ်စတင်ချိန်မှာပထမဆုံးပေးပို့မှုတွေကိုစတင်ပေးတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ခွဲလမ်းခံစစ်ကနေပြီးကစားကွက်ဖန်တီးရှင်ဖြစ်ကစားတဲ့နေရာမှာအလွန်ကောင်းမွန်ပါတယ်။တမယိုချောက်ခွဲလမ်းခံစစ်ကစားသမားတွေကအားကောင်းတဲ့ရုပ်ပိုင်းဆိုင်ရာကိုအားကိုးကစားကြပေမဲ့ဆိုပြီးမှတီကတော့တိကျတဲ့ပေးပို့မှုနေရာယူကစားနိုင်စွမ်းကနေတစင်ပွဲတံမှုကိုတတ်မှတ်နိုင်တဲ့အလွန်ထမ်းမြတ်တဲ့ကစားသမားဖြစ်ပါတယ်။ ရီယယ်ဆိုစီရမှာကစားနေတဲ့ဇိုဘီမန်တီရဲ့တာဝန်ကိုကြည့်ရင်ကွင်းလန်မာနိုင်ဖြစ်ခန်းစစ်ကိုကာကွယ်ပေးပြီးတိုက်စစ်စားတင်ချိန်မှာပရမသုံးပေးပို့မှုတွေကိုစတင်ပေးတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်စပိန်ကလည်းလူအားဘောလုံးပိုင်းဆိုင်မှုအခြေခံတဲ့ကစားကွက်မှာခြေစွမ်းပိုင်းတိုးထွက်လာသူဖြစ်တာကြောင့်အာဒီတာရဲ့ကစားကွက်မှာအတင်းလုံးယူစရာမလိုပဲအဝင်ခွင့်ချဖြစ်လာနိုင်ပါတယ်။ဇူမီမန်တီရဲ့ကစားပေါက်ကဘာစီလိုနာကနဝင်ဘူးစကနဲ့ဆင်ပေမဲ့လည်းအခုပြောင်းနေမှာပုံမလှုပ်ရှားနိုင်စွမ်းရှိတာကြောင့်မန်စီးတီကျပွင့်ရော်ဒရီနဲ့ပေါ်တူရဲလို့ပြောရမှာဖြစ်ပါတယ်။အဓိကအားသာချက်များ ဇူမီမန်ဒီရဲ့အကောင်းဆုံးအရေးချင်းတွေကတခုကဒိုင်မန်တင်ဖရက်စင်ပေးတာကိုကြံ့ကြံ့ခံနိုင်တာဖြစ်ပြီးဖီအားရီအောင်ရောင်းနေချိန်မှာပြာပြီးအမားလုတာမျိုးဖြစ်ခဲ့ပြီးလင်မြန်တဲ့လက်ထွက်မှုဒါမှမဟုတ်တစ်ချက်ထိပေးပုံစံနဲ့နေရာလို့ရှာဖွေနိုင်မှရှိတာဖြစ်ပါတယ်ဇူမီမန်ဒီရဲ့အခန်းစစ်မှာဘောလုံးလက်ခံရယူပြီးအန်ဒရရှိတဲ့နေရာကနေလက်ထွက်နိုင်စွမ်းရှိတာကအခန်းစစ်ကနေတိုက်စစ်စတင်တဲ့အတင်းတွေအတွက်အဖိုးမဖြတ်နိုင်တဲ့ကစားသမားဖြစ်လာစေတာဖြစ်ပါတယ် စပိန်ကွလန်လူရဲ့ဘောလုံးဖျက်ဝင်ပေးနိုင်တဲ့အကွာဝေးကလည်းနောက်ထပ်အားသာချက်ဖြစ်ပြီးဇာဗီအလွန်ဆိုလိုမျိုးအဝေးပေါ်ပေးဖို့နိုင်စွမ်းမျိုးမပိုင်ဆိုင်ထားပေမဲ့လေသူရဲ့ထက်မြက်ပြီးအစမပြတ်ကွလန်မှာဘောလုံးပေးဖို့နိုင်စွမ်းနဲ့ဗျမ်းမခန့်စစ်ကိုထိုးပေါက်နိုင်ပါရဲ့ရီယယ်ဆိုစီတာမှာအချိန်မောင်းများစွာဘဝခန့်စစ်ကစားသမားတွေဖြစ်တဲ့လီနော်မန်ဇူဘယ်တီယာရိုစီကဘောလုံးကိုနောက်ထပ်ဆင်းယူပြီးတိုက်စစ်ကိုအကျိုးသက်ရောက်မှုရှိရှိပေးဖို့နိုင်ခဲ့ပါရဲ့ ထန်တဲ့ပိုင်းမှာတော့ဇူပီမန်နီကနေရာယူကစားပုံနဲ့အားသုံးဖြတ်ထုတ်တာတက်ဆိုင်ဒါပေမဲ့ကစားသမားဘယ်နေရာသွားမလဲချုပ်တင်တက်ဆပြီးပိတ်ဆို့ကစားတာမျိုးကိုအားထားပြီးကစားတက်ပါတယ်ဇူပီမန်ဒီရဲ့ဘောလုံးဖြတ်ထုတ်မှုအရေတော့ဟာလာလီဂါမှာအများပြားတဲ့ထဲမှာပါပေမဲ့ဂျာဝင်ဖြတ်ထုတ်မှုနဲ့ဘောလုံးပြန်ဆယ်ယူတဲ့နေရာမှာတော့အလွန်ကောင်းမွန်ပြီးပြန်မတိုက်စစ်မှုရှိကဘောလုံးကိုအလစ်ဝင်ယူပြီးလှလင်းမြန်မြန်တိုင်ပြန်တိုက်စစ်ကိုစတင်နိုင်ပါတယ်။ အမြင်မတော်ချင်းတိုက်ပွဲမှာအန်အစ်မွေကောင်းလောက်အောင်အကျိုးသက်ရောက်မှုရှိသူဖြစ်ကြောင်းသက်တည်ပြသခဲ့ပြီးအရင်၅ဘေးဆက်သက်လက်မသာရှိပေမဲ့အမြင်မတိုက်ပွဲမှာအနိုင်ရတဲ့ရာဂိုင်းတော့ကမြင့်ပါပါတယ်။ဒါကအားကောင်းတဲ့ပြိုင်ဘက်တွေနဲ့ရှင်ပြိုင်နိုင်စွမ်းရှိရဲဆိုတာကိုသက်တည်ပြသခဲ့တာဖြစ်ပါတယ်။စံကုန်မှုတွေနဲ့ဒုတက်အောင်လုပ်ရမယ့်နေရာများဇူပီမန်ဒီကထိတ်တန်းပေါ်လုံးပေးပို့သူနဲ့နေရာယူစားနိုင်စွမ်းကောင်းတဲ့ခွင့်လည်ခန့်စကစားသမားဖြစ်ပေမဲ့အချိန်ဟုန်ပြည့်တဲ့ပရီးမီးယားလိဂ်ကစားပုံကြောင့်တိတိတတ်တတ်မြင်တွေ့လာရနိုင်တဲ့အားနည်းချက်အချို့ရှိပါတယ်။ ဇိုဘီမန်ဒီရဲ့အဓိကအကန့်အသတ်ဖြစ်နေတဲ့အရာတွေကတခုကဒိုက်စစ် area မှာအကျိုးတရားမှုပြသနိုင်စွမ်းဖြစ်ပြီးဒိုက်စစ်ကိုအစမပြတ်ဘောလုံးပေးဖို့နိုင်စွမ်းမှာအားကောင်းပေမဲ့ဂိုးပောင်ရင်ပတ်သက်မှုဒိုက်ရိုက်ပြုလုပ်နိုင်တာမျိုးကရှားပါတယ်။ဒါကအာဒီတာနေနဲ့ပြိုင်ဘက်ခံစစ်ကိုဖွင့်လှစ်နိုင်ပေဖန်တီးနိုင်စွမ်းပုံမအားကောင်းတဲ့ကိုယ်နဲ့ကစားသမားမျိုးထပ်လို့မယ်ဆိုတဲ့အိပယ်ဖြစ်ပါတယ်။ရပိုင်းဆိုင်ရာရလေဇိုဘီမန်ဒီကအားကောင်းတဲ့ကစားသမားမျိုးမဟုတ်ပဲအဲ့ဒါကကျန်ကျန်တန်တန်ကစားတဲ့ပရီးမီးယားလိမှာပြဿနာဖြစ်လာနိုင်ပါတယ်။ စပိန်ကွင်းလယ်လူရဲ့နေရာယူနိုင်စွမ်းနဲ့ခံစားပိုင်းတရီရှိမှုကကောင်းမွန်ပေမဲ့မန်စီးတီးကရိုဒရီနဲ့အာဆင်နယ်ကဒက်ကလန်ရိုက်တို့လိုရုပ်ပိုင်းဆိုင်ရာအရလွှမ်းမိုးကစားနိုင်မည်သူတို့ဖြစ်လာမှာမဟုတ်ပါဘူး။ဒါပြင်သူရဲ့အဝေးပေါ်ပေးဖို့ရာမှာတိကျမှုကလည်းမတည်ငြိမ်ပဲ။အလွန်ကောင်းမွန်တဲ့တောင်းဖြတ်ဘောလုံးအပြောင်းအလဲလှုပ်ကစားပုံနဲ့အဆုံးသတ်နိုင်စွမ်းရှိပေမဲ့တခါတရံဘောလုံးပေးတာအချိန်များတာအယံဝေးရင်လွဲတာမျိုးဖြစ်တတ်တာကကနာရီယန်လင်မြန်နဲ့အခုပြောင်းလုံးနိုင်စွမ်းကိုအကန့်အသတ်ရှိလာစေမှာဖြစ်ပါရဲ့။ဘယ်နေရာမှာကစားရတာအတင်းတော်ဆုံးဖြစ်မလဲ။ အာဇနေကိုတော့ပြောင်းလာခဲ့ပြီဆိုရင်ဇိုဘီမန်ဒီနဲ့ဂျော်နမန်6နေရာကိုချက်ချင်းယူရမှာဖြစ်ပြီးအရာမဒက်ကလန်ရိုက်စ်ကတိုက်စစ်ကိုပို့ပြီးလိုက်ပါကွင်းရမှာဖြစ်ပါတယ်။အာဇနေကဒက်ကလန်ရိုက်ကဘတ်စတိုဘာကွင်းလက်ကစားသမားဖြစ်လက်လက်ကစားတဲ့အခါမှာပိုအားကောင်းတဲ့အသင်းပုံစံပေါ်ပြီးဇိုဘီမန်ဒီရဲ့အခန်းသစ်ကနေကစားပုံကိုတတ်မှတ်နိုင်စွာကကွင်းလက်တီစောက်ပုံနဲ့ဟန်ချက်ကိုပို့ပြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ လေတုံးလုံးကစားကွက်မှာဆူပီမန်ဒီကဒက်ကလန်ရိုက်နဲ့အော်ဒီဂွာစတိုနောက်မှာအထိုင်ကစားနိုင်ပြီးဒီကစားကွက်ကအာဆင်နယ်ကိုဘောလုံးပိုင်ဆိုင်မှုရေရှည်ထိန်းသိမ်းပြီးပွဲကိုထိန်းချုပ်နိုင်စွမ်းပိုရစီမှာဖြစ်ပါတယ်။အာနယ်ရဲ့ပြိုင်ဘက်တွေကိုလွှမ်းမိုးကစားနိုင်မှာဖြစ်ပြီး pressing ပေးတဲ့အတင်းတွေကိုလည်းကြမ်းကြမ်းခံနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ကစားကွက်အနေနဲ့အာဒီတာသုံးလို့ရနိုင်တာကလင်းနဲ့သုံးတဲ့ဖြစ်ပြီးဇူမီမနီနာရိုက်စ်ကိုကွင်းလယ်အဓိကထောက်တိုင်ဖြစ်ထားပြီးအော်ဒီကွာကိုဂျောင်းနံပါတ်10ဖြစ်လွတ်လွတ်လပ်ကစားကွက်ပေးထားရမှာဖြစ်ပါတယ်။ဒီကစားကွက်ကထိတ်တန်းပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရတဲ့ပြင်းထန်တဲ့ပွဲမှာခံစစ်ပိုင်းတည်ငြိမ်မှုပိုအားကောင်းစေမှာဖြစ်ပါတယ်။အခုလိုမျိုးသတင်းထုတ်တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport Edu YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။